89ကျင်းမြောက်အပီပီဆိုင်ရာလူအခွင့်အရေးနဲ့အခမ်းအနားကိုနယူးမြန်မာဖောင်ဒေးရှင်းကဦးဆောင်ပြီးမြောက်ဒီမြို့တဖက်ကန်ထိုင်းနိုင်ငံမေဆောက်မြို့တနေရာမှာကျင်းပခဲ့ကြပါတယ်။မောက်တူးတင်ဆက်ပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အပီပီဆိုင်ရာလူအခွင့်အရေးတွေကိုဂုံပြုတ်တဲ့အနေနဲ့ဒီခမ်းအနားကိုကျင်းပပေးခဲ့ကြလို့ဆိုပါတယ်။အော်ဒီနေ့ဖွဲ့ရတော့ဗျာ။ဒီဒီဇင်ဘာ10ရက်ပေါ့နော်။ အဲ့ဒါတရားလူခွင့်ရေးဒါတကပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေအဲ့ဒါတွေကိုကျွန်တော်တို့ honor လုပ်တာပေါ့နော်မှတ်တမ်းနေနဲ့ဂုံပြုတယ်အဲ့တော့နောက်ပြီးတော့ကျတော့ဗမာပြည်အချင်းတွေကိုကျွန်တော်တို့သုံးသပ်ကြတယ်ပေါ့နော်သုံးသပ်ပြီးတော့ရှေ့ကိုဆက်ပြီးတော့ဘာတွေလုံးသိနေလဲပေါ့ကျွန်တော်ဆွနေတာအဲ့ဒီဟိုပါပဲဆွနေဝဲလေးပါပဲလက်ရှိစစ်တပ်အာဏာသိမ်းထားတဲ့၅နှစ်အတွင်းမှာလူခွင့်ရေးချိုးဖောက်မှုတွေဟာ အဆိုးဆုံး အခြေအနေကို ရောက်နေပြီလို့လဲဆိုပါတယ် စစ်တပ်ကနေပြီးအာဏာသိမ်းတယ်ဆိုတာကလူခွင့်ရေတော့အခုဆိုရင်55တန်းရှိတယ်55တန်းရဲ့လူခွင့်ရေလို့သူချိုးဖောက်လိုက်တာတော့လူတွေမှာအခွင့်ရေကကျွန်တော်အဓိကနှစ်ချက်ရှိတယ်နံပါတ်1ကကျွန်တော်လူလက်ခွင့်နံပါတ်2ကတော့ကိုယ်ပိုင်ပြဌာန်းခွင့်တော့အဲ့အရာတွေအကုန်လုံးဖြည့်ဆည်းပြလိုက်တာအဲ့လောက်ကြီးမားတဲ့ကျွန်တော်တို့ဒီချိုးဖောက်တော့လူခွင့်ရေချိုးဖောက်မှုမရှိဘူးတော့ကမ္ဘာမှာရောကျွန်တော်တို့တစ်လောကလုံးမှာရောအဲ့ဒါဆိုးဆုံးပဲဆိုတော့ကျွန်တော်အဲ့အရာတွေကိုကျွန်တော်တို့ပြောတယ်ပြောပြီးရခါကျတော့အဲ့အရာတွေကိုအနာဂတ်မှာကျွန်တော်တို့ဖြစ်သင့်ဖြစ်ရတာကြီးဘာတွေလုပ်မလဲဘာတွေနဲ့ကျွန်တော်ဟန်တမ်းမလဲအဲ့အရာကြီးကျွန်တော်တို့ဆွေးနွေးကြတယ်တင်ပြကြတယ်အဲ့ဒါပါပဲ 1948ခုနှစ်ဒီဇင်ဘာလ10ရက်မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂထွေထွေညီလာခံကြီးမှာအပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးကြီးညာစာတမ်းကို အတည်ပြုခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးကြီးညာစာတမ်းကိုအတည်ပြုခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့အဖြစ်ကျင်းပလာခဲ့တာအခုဆိုရင်89ကြိမ်မြောက်ရှိခဲ့ပါပြီ။ဒီပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာပေါ့နော်။ အဲ့သူပြင်အမျိုးသမီးတွေနဲ့ကလေးတငယ်တွေကိုသူတို့လောက်တာတော်တော်လေးဆိုးွားတယ်ပေါ့နော်ဟိုအမျိုးသမီးဆိုတာတကယ်ကဟိုပြောရမလို့အားနေတယ်လေဒါသူတို့ကာကွယ်ပေးရမယ့်အစားမကာကွယ်ဘဲနဲ့သူတို့လုံနေတာတော်တော်ဆိုးဆိုးွားပဲအိမ်ကပစ္စည်းတစ်စရာတွေယူတယ်မပေးနီးရှို့တယ်တတ်တယ်အဲ့ဒါတွေကဘူးကြားနေမြင်နေရတာပဲလေဟိုဒီဒီဘက်အထက်မှာဒီဘက်မှာလေအဲ့တော့အဲ့ဒါတွေဖြစ်နေတယ်တော့ပို့ပြီးတော့ကာကွယ်ပေးစီချင်တယ်ပို့ပြီးတော့သူတို့ဘက်ကဟိုဖြစ် ချာလကရရဲ့သူတွေဘက်ကပို့ပြီးတော့ရက်တီသေးခြင်းနဲ့အမှန်တရားကိုဖော်ထုတ်စေခြင်းနဲ့လက်တီတက်ကအားရင်းနဲ့အဲ့ဒါလေးပါပဲ2020ပဲပေါ့နော်အာနာလေးဖြစ်စဉ်ဒီအကြမ်းဖက်ဆန္ဒပြမှုဖြစ်စဉ်တွေမှာကျွန်တော်တို့ကြိုးပေးခဲ့တဲ့လူမျိုးချိပေါင်းမှုပေါ့နော်ဒါရက်ပါလေဆိုကျွန်တော်တို့ဒီလူငယ်ပြည်သူတွေကအဓိကတော့ကျွန်တော်တို့ဟိုလူ့ခွေးဆိုင်ရာဟိုဟိုစာချုပ်စာတမ်းတွေပေါ့နော်ကိုကိုတိုင်ကလည်းဒါလူသားတယောက်နေတဲ့ဒါ လူသားတိုင်းမှာတာဝန်ရှိတယ်လို့ကျွန်တော်နားလည်တယ်အဲ့တော့လူသားတိုင်းကိုကိုယ်တိုင်လည်းကျင့်ကြံရမယ်အိဆောက်ကိုဒီလူခွင့်ရေးဆိုင်ရာ declaration ကိုပဲကြည့်ပြီးတော့ဆိုင်ရွက်ပေါ်မှာထားတော့ကိုကိုယ်တိုင်ကိုကြကဒီဟာနဲ့ဆိုင်တဲ့အကျင့်ကိုတွေပေါ့နော်အဲ့ဒါတွေလူခွင့်ရေးဆိုင်ရာအကျင့်ကိုတွေကိုကိုကိုယ်တိုင်ကိုကြလိုက်လာဆောင်ရွက်ပေးနိုင်လို့တော့ယူကြည့်ပါလေမဲဆောက်ကလူခွင့်ရေးနေ့ပွဲကိုတော့နေယူမြန်မာ foundation ဖွဲ့ဝင်တွေဖိတ်ကြားထားသူတွေနဲ့နေဆိုင်ရောက်ရွှေပြောင်းမြန်မာနိုင်ငံသားတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ ကျွန်တော်မောင်တူပါအာနာရှင်ရဲ့အာနာရှင်ခါရဲ့အာနာရှင်ရဲ့လူပြည်စုဖို့ခါရတယ်နော်